မတိလို့ဖြစ်စေလလို့ကြိုက်လို့ထူးဆန်းလို့ဖြစ်စေဂမုံးပင်တွေကို စိုက်ထားမိပြီဆိုရင်ခက်ပြီဒါပေမဲ့မပူပါနဲ့အခုကျွန်တော်ပြောပြမယ်ဂမုံးပင်ကိုစိုက်ထားလိုက်မယ်ဆိုရင်ကြိုက်တဲ့ဂမုံးကိုစိုက်ပါစိတ်ချလက်ချစိုက်လို့ရပါတယ် ဒီကမောင်းပင်လေးရဲ့အကြောင်းကိုမပြောခင်မှာ Leo Bonsai and Nazu Channel ကနေချိုးဆိုလိုက်ပါတယ်။ Bonsai ပင်နဲ့အပင်တွေအကြောင်းကိုမျှဝေနေတဲ့ကျွန်တော် Channel လေးကို Like and Subscribe လုပ်ခဲ့ပေးပါအောင်လို့ပြောချင်ပါတယ်။ကမုံအမျိုးမျိုးမှာဆေးဖက်ဝင်တဲ့ကမုံအောက်စာစည်းစိမ်ချမ်းသာနဲ့ပြည့်စုံစေတဲ့ကမုံ စုံနဲ့ပယောဂဘေးရန်သူတို့ရဲ့ဘေးကနေကာကွယ်ပေးတတ်တဲ့ဂမုံများရှိသလို စီးပွားလက်လာဘတိုးတက်စေတော်လဲမိသားစုမှာကြမ်းမရခြူချာစေတဲ့အမှုခင်ပြဒနာ အဖုံဖုံဘေးရန်များနေစိတ်တော်ကအမျိုးစုံဖြစ်စေတတ်တဲ့ဂမုံများလည်းရှိကြောင်းကိုကျွန်တော်တို့ဖတ်ရှုမှတ်သားရဖူးကြပါတယ်အပင်ချစ်သူတွေကတိကြတဲ့အတိုင်းပါပဲအပင်တွေကိုအရွက်လာလို့အပင်လာလို့အပွင့်လာလို့ဆိုပြီးတော့ အပင်အမျိုးမျိုးကိုစိုက်ကြတာပါတိတ်ပြီးအယူအဆတွေရှိကြတာမဟုတ်ပါဘူးဒီထက်မှာဂမုံမင်ဆိုလဲအကြောင်းမျိုးမျိုးကိုပြပြီးတော့စိုက်ကြတာပါပဲဒီလိုစိုက်ရပြောရမှာဂမုံကတော့အိမ်မှာစိုက်အပ်တဲ့ဂမုံနဲ့မစိုက်အပ်တဲ့ဂမုံဆိုပြီးတော့ရှိတယ်လို့မှတ်သားရပါတယ်ငါတို့ကတော့အပင်ကိုအပင်လိုပဲမြင်နေဆိုပေမဲ့လူကြီးမိဘတွေရဲ့စကားနဲ့မမြင်နိုင်တဲ့လောကရဲ့အဆောင်ရှောက်တွေကိုလည်းဖယ်ရှားလို့မရနိုင်ပါဘူး။ဒါပေမဲ့ဘာကမုံမဆက်ဆိုင်အခုကျွန်တော် မျှဝေပေးမဲ့ဂမုံကိုစိုက်ထားရင်တော့မခိုက်ဘူးလို့မှတ်သားရပါတယ်။ဒါကြောင့်မို့လို့ခုနှစ်သားသမီးတွေနစ်နံအလိုက်ဂမုံပင်တွေစိုက်ကြတော့မယ်ဆိုရင်ဂမုံအားလုံးရဲ့အချုပ်ဖြစ်တဲ့ဂမုံစည်ဒီကို စိုက်ထားမယ်ဆိုရင်ရံဘက်ဂမုံတွေရဲ့ခိုက်စေတဲ့အန်ဒီကနေမခိုက်စေပဲကာကွယ်ပေးမှာပဲဖြစ်ပါတယ်။ ဇေဒီကမောင်းရဲ့ပုံစံကတော့မြေဆိုင်တစ်ခွားတွေမှာတွေ့ရလေရှိတဲ့ဥပေါ်မှာအစိမ်းရောင်အရွက်တွေကအပေါ်ကိုထောင်ပြီးတက်နေမှာပါမြန်မာပြည်ရဲ့တဘို့အတွက်တပေါင်းလာရောက်ပြီဆိုရင်အရွက်ချတက်ပြီးအတက်တစ်လေးတွေထွက်ကမျိုးပွားဖို့ကိုစတင်ပါတယ်ကမောင်းစစ်ဒီမှာရွက်ဖက်တွေကျွေသွားတဲ့အခါအရွက်ထွက်တဲ့နေရာတွေမှာအရစ်အရစ်တွေကိုမြင်ရပြီးဇေဒီကမောင်းဥကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ် တပေါင်းလားလောက်မှာရိုးတန့်ရှိအဖူထွက်လာပြီးတော့တစ်ခွပွင့်နဲ့တူတဲ့စိမ့်ဝါရောင်အပွင့်နဲ့ပွင့်တက်ပြီးတော့တခါတည်းအသီးသီးပါတယ်ဇေဒီပုံဥတဥမှာအဖူတခံပင်မွားတပင်ထွက်ကမျိုးပွားတက်ပါတယ်တခါတည်းမှာတော့ဥတဥဒီကနေပင်မွားနှစ်ပင်ပန်းခိုင်နှစ်ခိုင်ထွက်ပါတယ်ဒါပေမဲ့ဇေဒီဥတိုင်းအဖူခိုင်ထွက်ခြင်းမရှိပါဘူး ဇေဒီကမုံးပင်မှာအဖူးအခိုင်များများထွက်ပြီးအပွင့်များများပွင့်နေစီးပွားလက်လက်ပတိုးတက်ခြင်းဝင်ငွေတိုးခြင်းစသည့်ကောင်းချင်းရာများရှိတယ်လို့ယုံကြည်ဆူကြသူအတော်များပါတယ်ကမုံးဇေဒီကိုအင်းရဲ့ခေါင်းရင်းဖက် အမြင့်တနေရာမှာစိုက်ပျိုးတင်တယ်လို့ဆိုပါတယ်ကမုံးဇေဒီကို စိုက်တဲ့အခါမှာဇေဒီပုံဥကိုမြေကြီးထက်ထက်ပြီးမြုပ်ပြီးမစိုက်ရပါဘူး။ဥတစ်ခုလုံးကိုမဟုတ်ပေမဲ့တဝက်လောက်မြုပ်မြုပ်ပြီးစိုက်ရင်တောင်မှပုတ်သွားတတ်ပါလေ။ဇေဒီပုံဥရဲ့အောက်ခြင်းမှာအမြင့်ထွက်တဲ့နေရာရှိပါတယ်။အဲ့ဒီအမြင့်ထွက်တဲ့နေရာလေးကိုမြေကြီးပေါ်မှာတည်ပြီးတော့စိုက်ပြရမှာပါ။အိုထဲထက်စိုက်ထားမယ်ဆိုရင်တော့ရေစင်းကောင်းတဲ့မြေစာကိုသုံးသင့်ပါတယ်။နှွေရာသီတပုတ်အတွက်တပေါင်းလတွေမှာနေပူပေမဲ့ရေကိုနေ့တိုင်းလောင်းပေးစရာမလိုပါဘူး။ နေအောင်ချီတိုက်ရိုက်ထိတွေ့ခြင်းမရှိတဲ့အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာစိုက်ပျိုးပေးရပါမယ်။ဂမုံးစီရီစိုက်ထားတဲ့အတိတ်တယောက်ပြောတာကတော့ဇေဒီဂမုံးစိုက်ပြီးတော့မဟာသမယတုတ်ကိုရွတ်ဖတ်ပေးခြင်းအဖြစ်ပို့ပြီးတော့အကျိုးထူးတယ်လို့ဆိုပါတယ်။ဇေဒီဂမုံးကိုအထုတလဲပြုစုထိမ့်သိမ့်ဖို့တော့မလိုပါဘူး။ အပင်တွေပွားများလာတဲ့အခါအပင်တွေကိုခွဲဆိုင်လို့ရပါတယ်ကျွန်တော်ကတော့၃ဦးကိုတပင်တအိုးအနေနဲ့အတွဲလိုက်ခွဲပါတယ်တဦးကိုတပင်ခွဲတဲ့အခါမရှင်းတာများပါတယ်တည်သွားလို့တက်လို့ပါအဲဒါကြောင့်အကောင်းဆုံးကတော့၃ဦးကိုပန်းအိုးတအိုးထဲမှာတွဲပြီးဆိုင်လက်ချင်းအဖြစ်အပင်တစ်နဲ့အပန်းပန်းပွင့်တွေပွင့်ပွင့်လာမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဂမုံးစီရီကိုအပင်ချစ်သူတွေဘာကြောင့်စိုက်တင်တယ်ဆိုတာ တိလောက်ကြပြီထင်ပါတယ်ဒီဗီဒီယိုလေးကနေတခုခုရရှိသွားမယ်ဆိုရင်အခြားသူတွေသိရှိနိုင်ဖို့ share ခလုတ်လေးကိုနှိပ်ပေးသွားကြပါဗီဒီယိုတွေဆက်လက်ဖန်တီးနိုင်ဖို့ like and subscribe ခလုတ်လေးကိုလည်းနှိပ်ပေးသွားပါဦးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်လေဘေးကင်းကြပါစေဗျာ